ကဘာကြီးပေါ်မှာအမှန်တကယ်တည်ရှိနေတဲ့ငရဲမျိုးပရိသတ်များအလုံးမဲ့မင်္ဂလာဝေများဘာမအိတ်တုံးလုံး channel ကနေပြန်လဲကြိုးကြိုးလိုက်ပါရီကဘာကြီးပေါ်မှာသူတို့ခုရဲတိချဖြစ်တည်နေတဲ့နေရာလေးလိုမျိုးအချမ်းစိတ်ငင်လုံးတဲ့မျိုးလေးတစ်မျိုးရှိပါရီနောက်ပြီးအဲ့လိုမျိုးတိ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 ဝုနောက်ပြီးအဲ့ဒီမျိုးလေးရဲ့နာမည်ကလည်းအတော်လေးကိုထူးဆန်းလွန်ပါရီဒါကလူတွေနေထိုင်ရာဒေသတကူဖြစ်နိုင်ပါမလားဆိုပြီးတော့တွေးကောင်းတွေးမိနိုင်ပါရီဟုတ်ပါရီမျိုးကလေးရဲ့နာမည်ကိုတော့ငရဲလို့အမည်ပေးကြပါရီ help ဖြစ်ပါရီနိုဝေနိုင်ငံမှာတည်ရှိတဲ့မျိုးကလေးပဲဖြစ်ပါရီ ဒီနေ့ဗီဒီယိုလေးမှာတော့ငရဲကနေကြိုးဆိုလိုက်ပါတယ်ဆိုတဲ့သကလုံးနဲ့အတူစတင်ဖွင့်လေးရတော့မယ်ထင်ပါတယ်။ဒီမျိုးလေးရဲ့အခြေအနေတွေကိုတော့ကျွန်တော်တို့ဒီချက်လောက်လိုက်ပြီးတော့လေ့လာကြည့်လိုက်ကြရအောင်ပါ။ငရဲမျိုးလေးမှာတော့လူကြီးရေစုစုပေါင်း1600ဟာသာနေထိုင်ကြပါတယ်။သူတို့ရဲ့နေစဉ်ဘဝမှာပျော်ရွှင်စရာဇာတ်ကားတွေကိုပဲအများကြီးပြောပြကြတယ်။ဘာလို့လဲဆိုတော့ဒီမျိုးကလေးမှာနေထိုင်ရတာကမျိုးရဲ့နာမည်ကြောင့်အရာအလုံးကအထူးခြားခြားခံစားနေရလို့ပါပဲ။ငရဲဘူတာကနေယထာတက်စီမယ်ငရဲမှာစာရီတင်မှုအကြောင်းသွားတက်မယ်။ ဘွားကူကောင်းစီဖို့အတွက်နဲ့အပြစ်တွေကိုဆေးကြောပေးနိုင်မှုအတွက်ငရဲမှာပတ်စဉ်ဖျားရှိခိုးချောင်းတက်ပြီငရဲကနေထွက်ရှိတဲ့မဲဆက်ကြောလာစုရအလှမဲတောင်ပေါ်ထွက်လာခဲ့ပါသည်ဒီလိုပြောဆိုရတာတွေကကျွန်တော်တို့နေစဉ်ပြောဆိုနေကြစကားလုံးတွေနဲ့လုံးဝကိုကွဲထွက်နေပြီးဒါကပျော်ရွှင်စရာစကားတွေပဲဖြစ်ပါတယ်မြို့ရဲနာမည်ကတော့ငရဲလို့သာခေါ်တင်ကြရင်မဲ့ရာသီဥတုကတော့နာမည်နဲ့ခြားစီပဲဖြစ်ပါတယ်ငရဲမှာတော့ရာသီဥတုကအရန်အေလွန်ပါတယ်မြင်မြင်များနေရာတွေအားလုံးကလည်းအခုလိုမျိုးရေကဲရူရေနဲ့ပဲဖုံးလန်းနေတာဖြစ်ပါလေ။ဘာဖြစ်လို့များဒီမြို့ကငရဲလိုဒူးဒူးဆန်းဆန်းနဲ့နာမည်ပေးထားကြလဲ ဘေးစရာနာမည်ကအလောက်တောင်ရှားပါလွန်းနေလို့လားဆိုပြီးတော့လည်းမေးစရာရှိပါတယ်။တကယ်တော့ဒါကနော်ဝေဘာသာစကားနဲ့ပေးထားတဲ့နာမည်တခုပဲဖြစ်ပါတယ်။နော်ဝေဘာသာစကားမှာတော့ Hell ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကကန်တရားလို့အဓိပ္ပာယ်ရတာပါ။အဲဒါကြောင့် Hell လို့မျိုးကိုနာမည်ပေးထားတာကကံကောင်းခြင်းနဲ့ဖြစ်စေမယ့်မျိုးလို့ယူရထားပြီးတော့ပေးထားတာဖြစ်ပါတယ်။အဲဒါကြောင့်ပဲကျွန်တော်တို့ထင်တယ်လို့မျိုးငရဲမျိုးလို့တော့အဓိပ္ပာယ်မရပါဘူး။တကယ်တော့ဒီမျိုးကလေးကနော်ဝေနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ရွာလေးတစ်ရွာအဆင်းမြတာရှိပါတယ်။ဧက360လောက်ရှိတဲ့မြေနေရာမှာတည်ထားရလဲဖြစ်ပါတယ်။ဆိုတော့ဒေါမျိုးလေးတစ်မျိုးလို့ပြောရင်ရနိုင်ပါတယ်။ ရဲမြုပ်လေးမှာတော့ဟိုတယ်ဈေးဝယ်စင်တာစူပါမားကတ်အကစားခန်းမှကော်ဖီဆိုင်တောင်ရှိပါတယ်။အကျော်ကြားဆုံးနေရာတွေကတော့ငရဲတားငရဲပူတာရုံလိုပဲဖြစ်ပါတယ်။ဒါပြင်လူငယ်ရက်ကွက်ကိုဖြတ်တန်းပြီးတော့အရှိမရှိတဲ့တောအုပ်ကလေးကိုဖြတ်တန်းသွားမယ်ဆိုရင်ရှေးအောင်ကြောက်ထင်းလက်ရာတွေကိုတွေ့ရှိနိုင်အောင်မှာဖြစ်ပါတယ်။ကြောက်ခိလိုမျိုးခန်းစားရစီမဲ့ဒီကြောက်ထင်းလက်ရာတွေကိုရှာဖွေတွေ့ရှိခဲ့တဲ့ခုနှစ်တောင်မှ1895ဆိုတော့အဲ့လက်ရာတွေရဲ့တက်တန်းကဘယ်လောက်ထိတောင်ကြာမြင့်နေပြီလဲဆိုတာမှန်းကြည့်လို့တောင်မရပါဘူး။ရွာလေးတစ်ရွာအဆင့်သာရှိပေမဲ့ငရဲဆိုတဲ့နာမည်ကြောင့်လာရောက်လဲပတ်ကြသူတွေအများကြီး ဓာတ်ပုံတွေအများဆုံးသောမျိုးလေးလည်းဖြစ်ပါတယ်။မိတ်ဆွေတို့လည်းနော်ဝေကိုရောက်ရှိခဲ့မယ်ဆိုရင်အဲ့ဒီနိဗ္ဗာန်ဘုံကလေးစီကိုသွားဖို့မမေ့ကြပါနဲ့လူတိုက်တွင်းနဲ့ငရဲကနေနှုတ်ဆက်လိုက်ရပါတယ်မြောက်။အစုံဒီလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာထပ်မံပြီးတော့အဆုံးထိကြရအောင်ပါ။